ဗုဒ္ဓဖះရှင်ရဲ့တရားတော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မရှင်းတဲ့ဥစ္စာလေးတစ်ခုရှိရဲ့ဗျ။အဲ့ဒါလေးဟိုပါပေါ့မေးခြင်းလို့ပေါ့နော်။သိတဲ့လူများရှိလို့ရှိရင်လည်းဒါဖြေဝါးပေးလို့ရပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီရှင်အာနန္ဒာပေါ့နော်။ညီတော်အာနန္ဒာအဲဒီယဟန်ဝတ်တဲ့အခန်းမှာတချို့တွေကတော့ကြားဘူးကြားလိုက်မယ်။ဟိုဖះရှင်ကိုတော်မြတ်ကကပိလဝတ်ပြီမှာလေညီတော်အာနန္ဒာမင်္ဂလာဆောင်တဲ့နေ့မှာဖះရှင်ကတပိတ်ထိုးပေးပြီးတော့ကြောင်းခေါ်ဝါးပြီးတော့ယဟန်ဝတ်မလားဆိုပြီးယဟန်ဝတ်ပေးလိုက်တယ်။အဲယဟန်ဝတ်နဲ့ဟိုကသူကပြောမှဆိုလို့ရှိရင် ဒီသူ့ရဲ့ဇနီးတဲ့လောင်းရှင်အနန္ဒလွန်ရင်လွန်ရင်နဲ့အဲပြောမဆိုနတ်သမီးကိုပြပြီးတော့အညီတော်အနန္ဒကိုချွတ်လိုက်တယ်။အဲအဲ့ဒါတရားတစ်ခုရှိတယ်တပုတ်အနောက်တစ်ခုကြတော့ဘယ်လိုလဲဆိုတော့ဒီရှင်အနန္ဒာကဘုရားရှင်ကဟိုပြောမှဆိုလို့ရှင်ဒီမြို့ကနေထွက်သွားပြီးတော့မှအဲရှင်ဒေဝဒတ်ရဲ့နောက်ပြီးတော့ရှင်ဟိုဘာလဲကပုဟိုဟိုဥစားဘာလဲရှင်ကပုလာပါလားနောက်ပြီးတော့ ိုရှင်တေဝရရှင်ကပုနောက်ပြီးတော့ရှင်အနုယုဒ္ဓာတို့နောက်ပြီးတော့စတ္တာတွေပေါ့ခေါင်းစပင်ညက်တဲ့ဥပါလိတို့ပါပြီးတော့အဲဒီမှာယဟန်၅ပါလား၆ပါလားမသိသွားပြီးတော့ဥပါလိကိုအရင်ဆုံးယဟန်ဝတ်ခိုင်းတယ်ပြီးတော့မှဥပါလိကိုရှစ်ခိုးပြီးတော့မှယဟန်ပြုတ်ပြန်အဲ့လိုနှစ်ခုဖြစ်နေတယ်ကျွန်တော်တရားညတိုင်းကျွန်တော်တရားနားထောင်မှာတော့ကျွန်တော်စဉ်းစားအဲ့နှစ်ခုဖြစ်နေတဲ့ဇက်လန်ကအဲ့ဒီဟာတွေကဘယ်ဟာအမှန်လဲမသိဘူးအဲ့လိုပါပြောမလို့ရှင်ဒေဝတ္တာတို့ညီတော်အနန္တာတို့နော်အဲပြောမယ်ဆိုလို့ရှင်ရှင်အနုယုဒ္ဓာတို့နော်ဘဂုတို့အဲ့ဒီမှာ တာဂီဝင်မင်း၅ပါး၆ပါးသွားပြီးတော့ဒီစတ္တတဲ့ဥပါလိနဲ့သွားတဲ့ဥစ္စာကဇက်လံအမှန်လားဒါမှမဟုတ်ဖျားရှင်ကိုတော်မြတ်ကြီးကပ္ပိကပ္ပိလဝတ်ပြီမှာဒီတော့အနန္တာကိုမင်္ဂလာဆောင်ရဲ့အထဲမှာတပည့်ကိုလက်ထဲထည့်ပြီးတော့ကျောင်းတော်ခေါ်သွားပြီးတော့ဥစဉ်ဝတ်ပြလိုက်တာအမှန်လားဆိုတာကျွန်တော်မသိဘူးကျွန်တော်တရားတွေအများကြီးနာတော့တရားအဲ့လိုနှစ်ခုကိုရဲနေတယ် နှစ်ခုကွင်းတော့ဘယ်ဟာအမှန်လဲကျွန်တော်လည်းမသိဘူးเนาะအဲဒီတရားအကြောင်းကိုသိချာသိတဲ့ဆရာတော်တန်ဃာတော်တွေပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သိလို့ရှိလို့ရှိရင်ကျွန်တော် comment အောက်မှာရေးခဲ့ပြီးလို့ရပါတယ်ကျွန်တော်တကယ်မသိလို့မေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးပါဝုန်းဒီကောင်မောင်နှမတွေဒီမှာဒါလေးဆိုလို့ရှိရင်ဒါကျွန်တော်တို့ပရစ်ကြော်လေးပေါ့နော်ဒါပရစ်ကြော်လေးကိုကျွန်တော်တို့ထည့်နေတာ အထူးထုတ်ရှယ်ပါเนาะအထူးထုတ်ရှယ်ပါကဲအဲ့ဒါလေးတွေလည်းမှာလို့ရပါတယ်လို့เนาะကဲလာမတနင်းလာနေကြရဲ့မတ်မိုးပန်းရောင်ကတ်ရပါပြောတယ်เนาะပန်းရောင်ကတ်ရပြီရှီရန်တလုံးမှာရှီမီတီလီရရှီရန်တလုံးမှာနောက်ပြီးတော့ကျွန်တော်ဒီလာ15ရက်နေ့ကစပြီးတော့16ရက်နေ့ထိလူအစ်စ်ဘတ်တွေဒါတင်တော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီကူမောင်နှမတွေဟို ပြောမယ်ဆိုလို့ရှိရင်တေချာလေးကြံခဲ့မှာဆိုလို့ပေါ့နော်ကြံခဲ့မှာဆိုလို့အဲ့ဒါလေးကိုကျွန်တော်ပြောပြအရင်ဖြစ်ပါတယ် နော်ဆက်ငါးရက်နေပြီးတော့ဆက်ကိုးရက်နေရှိပဲအဲ့ဒီနေမှာကျွန်တော်တို့လူတစ်တွေဘတ်တင်မယ်ဘတ်အစ်စ်ပြန်ဖွင့်ပြီပေါ့နော်အာမလောက်ရသေးတဲ့လူတွေဒါကျွန်တော်တို့လှုပ်ထားပြီးကြပါလို့အာကျွန်တော်ဒီကနေ့ပြောခြင်းဖြစ်ပါတယ်မန်ဘူလို့ကြာတော့အဟောင်းအဟောင်းဖြစ်သွားတယ်မမလို့ကတော့လူဟောင်းဆိုတော့အခုဒီပိုင်းအောင်ကတ်တွေသူတို့ကရပြီပိုင်းအောင်ကတ်တွေသူတို့ရပြီဒါမဲ့အခုဒီ15ရက်နေ့ကစပြီးတော့အစ်စ်ပြန်ဖွင့်ပါเนาะဘတ်မရှိသေးတဲ့လူတွေဘတ်အစ်စ်ပြန်တင်လို့ရတယ်เนาะ အဲ့ဒါလေးလမ်းပြီးတော့ပြောပြရရင်ဖြစ်ပါတယ်ညီကောင်မောင်နှမတွေဗီဒီယိုဖိုင်လေးကိုแชร์သွားပြီးပါเนาะဘာလို့လဲဆိုတော့မတိတဲ့လူတွေလည်းသိလို့ရအောင်ပါခင်ဗျာเนาะအားလုံးကျေးဇူးပါ